ရန်ပြည်နယ်ဝင်ကြီးချုပ်ဦးအောင်ဟောမွေးမြူရေးဆောင်ကျိုင်းတုံရာထားမြေနေရာတို့ကွင်းစင်းကြည့်ရှုစစ်ဆေးတဲ့တဲ့ရင်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်အစိုးရဖွဲ့ပြည်နယ်ဝင်ကြီးချုပ်ဦးအောင်တတိကံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမူဘုံမှုချုပ်စုလိုက်ပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးဝင်ကြီးပြည်နယ်ခရိုင်မြို့နယ်အဆင့်တာဝန်ရှိသူများလိုက်ပါလျက်မေလ26ရက်နေ့နဲ့10နာရီခွဲကရန်ပြည်နယ်ရှိပိုင်း ကျိုင်းတုံဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်မွေးမြူရေးဆောင်ကျိုင်းတုံရထားမြေနေရာသို့ကွင်းစင်းကြည့်ရှုစစ်ဆေးကြကြောင်းသိရှိရပါသည်ထို့သောမွေးမြူရေးဆောင်ကျိုင်းတုံရထားမြေနေရာများကို မိုင်းလာကျေးရွာအုပ်စုပန်းဆန်ကျရွာနီးကပ်ဖကျေးရွာအုပ်စု နောင်ငင်းရွာနီးတို့တွားရောက်ကြည့်ရှုစစ်ဆေးရာကျိုင်းတုံခရိုင်မြေစင်ဦးစီးဌာနမှတာဝန်ရှိသူတို့ကရှင်းလင်းတင်ပြပြီး မွေးမြူရေးဆောင်တွင်မွေးမြူမည်တရိစ္ဆာန်မျိုးစားလိုက်ညီဧရိယာနှင့် အခြားလူအပ်ချက်များကိုကျိုင်းတုံခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှတာဝန်ရှိသူတို့ကရှင်းလင်းရာပြည်နယ်ဝန်ကြီးချုပ်ကလူအပ်သည်များဖြည့်ဆွဲမှာကြားခဲ့ကြောင်းသိရှိရပါသည်ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကျိုင်းတုံမြို့ရန်လောကျေးရွာအုပ်စုဝမ်ဟတ်ကျေးရွာတွင်မိယိုးဖလာဒေတာတို့အုတ်ကျအမိုးပြားနှင့်စီမီခွက်ဆောင်ရွက်နေမှုအခြေအနေကို မြေပြင်သို့တွားရောက်ကြီးရှုပြီးပြည်내ဝင်ကြီးချုပ်ကစီးပွားဖြင့်အစစ်မြင့်တင်ရောင်းချနိုင်ရေးအတွက်လိုအပ်သည့်များဖြည့်ဆွက်မှာကြားခဲ့ကြောင်းသိရှိရပါသည်ခမညာ